တိုင်းသားလူမျိုးပေါင်းစုံပါဝင်မဲ့ပထမဆုံးတိုင်းရင်းသားလူငယ်များညီလာခံကိုဒီနှစ်ရွေးကောက်ပွဲမတိုင်ခင်မှာကျင်းပပြုလုပ်ဖို့စီစဉ်နေပါတယ်။အကာရဲ့တင်မရှိကြပါဘူးခင်ဗျာ။တိုင်းသားလူငယ်တွေချစ်ချစ်ရင်းနှီးစွာနေထိုင်နိုင်ဖို့တိုင်းသားဒေသတွေမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေကိုအတူတကွဖြေရှင်းနိုင်ဖို့နဲ့မြန်မာနိုင်ငံရေးမှာလူငယ်တွေရဲ့အခမ်းကဏ္ဍပုံမပေါင်းဝင်လာနိုင်မှုရည်ရွယ်ချက်တွေနဲ့တင်းညီလာခံကိုပြုလုပ်ဖို့စီစဉ်တာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များညီလာခံပြုလုပ်ဖို့တိုင်းရင်းသားလူငယ်များညီလာခံဖြစ်မြောက်ရေးကော်မတီရဲ့အကျိုးအစည်းအဝေးကိုမေလ18ရက်နေ့နဲ့18ရက်နေ့တွေကရန်ကုန်မြို့ Okay Hotel မှာပြုလုပ်ခဲ့ပါတယ်။ဒီအကျိုးအစည်းအဝေးမှာတိုင်းရင်းသားညီလာခံကျင်းပပြုလုပ်မယ့်နေရာဆွေးနွေးမယ့်အကြောင်းအရာတွေကိုဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ဆိုတော့နေရာကတော့ကျွန်တော်ပင်လုံလုပ်မယ်လို့ကျွန်တော်ဟုတ်ကြတဲ့ဆုံးဖြတ်တာပြီးသား။ဒါ ရက်ဆွဲတော့တိကျမရသေးဒါပေမဲ့ခန့်မှန်းကြည့်ပြောမှဆိုစက်တင်ဘာမဟုတ်ရင်အောက်တိုဘာပေါ့နော်ရေကောက်ပွဲမတိုင်ခင်ပေါ့အဲ့လိုမျိုးစဉ်းစားတာတိုင်းသားလူငယ်များညီလာခံမှာတိုင်းသားလူငယ်တွေနဲ့ပတ်သက်ပြီးနိုင်ငံရေးလူမှုရေးစီးပွားရေးတွေကိုဆွေးနွေးသွားဖို့စီစဉ်ထားကြပါတယ်ဟိုအကြံအဖြစ်ပြောလို့ရတာကတော့ခုနကဒီဒီကျွန်တော်တို့ environment ပြဿနာတွေပါမယ်နောက်ဒီ federal constitution ဒီနိုင်ငံရေးပဋိပက္ခညဉ့်ဉဏ်ကြီးပေါ့နော်အဲ့ဒီဟာတွေပါမယ်နောက်တစ်ခုကဒီလူငယ်ဒီတိုင်းသားဒေသတွေမှာဖြစ်နေတဲ့မူရေးစီးပွား တဖြည်းကြီးပြဿနာပါမယ်လူခွင့်ရချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့အကြောင်းတွေပါမယ်ပေါ့နော်ဆိုတော့ဟိုချုပ်ပြီးပြောရင်တော့ဟိုလူမှုရေးလူမှုရေးဟိုနိုင်ငံရေးစီးပွားရေးဒီအခြေအနေအရေးရပ်ကိုပဲဟိုနည်းနည်းလေးအသေးစိတ်ပြန်ချပြီးတော့မှပြောကြမှာပေါ့တိုင်းသားလူငယ်များညီလာခံမှာတိုင်းသားလူမျိုးပေါင်းစုံပါဝင်ဆွေးနွေးနိုင်မှုအတွက်မြန်မာတိုင်းနိုင်ငံလုံးကတိုင်းရင်းသားလူမျိုးတွေမကြအောင်လဲဖိတ်ကြားသွားမယ်လို့ကော်မတီကဆိုပါတယ်။ညသောအဖြစ်ကကျွန်တော်တို့ကအမှဟိုတတ်မှတ်လိုက်တာဥမာဆိုပါစို့တန်အန်းဆိုရင်တန်အန်းပါနော်ပလောင် ဆိုရင်ရှမ်းထဲမှာမပါဘူးဒါပေမဲ့သူတို့အတွက်ကျွန်တော်တို့ဖိတ်တယ်ဟိုလားဟုဆိုရှမ်းမဟုတ်တကယ်တကယ်ကျတော့ရှမ်းမဟုတ်ဒါသူတို့ရဲ့သူတို့ identify လို့တာပေါ့နော်သူတို့ဆိုတော့သူတို့လည်းကျွန်တော်တို့ဖိတ်တယ်ဆိုတော့ကချင်ကရားကင်ချင်းဗမာမွန်ရခိုင်ရှမ်းကြီးပဲမဟုတ်ခုနတအန်းတို့ခုနလားဟုတို့နာကပါမယ်ခုနဒီဝါရုကူကန်တို့ရောဟိုတခါတော့ကလည်းမလာဘူးပေါ့နော်သူတို့ကမလာနိုင်သေးခုနဓနုတို့အင်းသားတို့ဘာလို့အဲ့ဒါတွေလည်းကျွန်တော်တို့ဖိတ်တယ်ဟုတ်အဲ့ဒါတွေလည်းပါပါတယ်ဟုတ် တပြင်ဒင်းညီလာခံကဆွေးနွေးဆုံးဖြတ်ချက်တွေကိုလည်းပြည်ထောင်စုအစိုးရကိုတင်ပြပေးပို့သွားမှာဖြစ်ပါတယ်ကျွန်တော်အာကာပါ NGO